အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့အလုတ်သမားရေးရမူဝါဒများကိုရှင်းလင်းတင်ပြနေတာ ဖြစ်ပါတယ်အဲကျမတို့ရဲ့မူဝါဒရည်မှန်းချက်ပေါ့နော်မူဝါဒရည်မှန်းချက်ကတော့အလုတ်လုံနိုင်သူတိုင်းအလုတ်အလုတ်ကိုင်းနဲ့လုတ်သားအခွင့်အရေးပြေဝစာရရှိစေဖို့ပေါ့နော်ဆိုလို့ရှိရင်အလုတ်လုတ်ချင်ရတဲ့နဲ့အလုတ်ကိုင်းမရှိလို့ဝင်ငွေမရှိဘူးဆိုတာမဖြစ်ရအောင်ပေါ့နော်အလုတ်ကိုင်းနဲ့အလုတ်လုံနိုင်တဲ့သူတိုင်းအလုတ်ကိုင်းနဲ့လုတ်သားအခွင့်အရေးပြေဝစာရရှိဖို့ကျမတို့ဆောင်ရွက်ချင်ပါတယ်နောက်အလုတ်လုံနိုင်သူတိုင်းဟာ လောက်သားသူရဲ့ကုံထုတ်ဆွမ်းအားကိုမြင့်တင်တယ်မြင့်တင်ခြင်းပါတယ်ရှင်အလုတ်လုတ်တဲ့လူတိုင်းအဲကျမတို့ကုံထုတ်ဆွမ်းအားမြင့်တက်အောင်ပေါ့နော်အဲ့ဒါကြရင်ကျွမ်းကျင်မှုရှိရမယ်ကျန်းမာရမယ်အဲပေါ့နော်စသဖြင့်လုပ်ငန်းမှာကျွမ်းကျင်ရမယ်ကျန်းမာရမယ်ဖြတ်လန့်နေရမယ်အဲ့ဒါမှသာလျှင်ကုံထုတ်စွာအမြင့်မြင့်တက်မှာဖြစ်ပါလေရှင်။နောက်တတိယတစ်ချက်ကတော့ကျွမ်းကျင်မှုအလျောက်လောက်ခလာစာခံစား권ရရှိရေးပါရှင်။ ကျမတို့ဒီကျွမ်းကျင်မှုရှိသည်ရှိရင်ရှိသလောက်ကျမတို့လောကလစာခံစား권ရရှိကိုဆောင်ရွက်ပေးကြတာဖြစ်ပါတယ်အဲနောက်တစ်ခုကတော့အလုံးလုံးအလုံးလုံးနိုင်သူတိုင်းနောင်ရင်အာမခံချက်များခံစား권ရှိဖို့ပေါ့နော်အလုံးလုံးရင်းနဲ့ကျမတို့ဒီစုဆောင်ဝင်နေရှိမယ်အာမအာမခံပေါ့နော်ဒီဒီကျမ်းမာရေးအာမခံစသဖြင့်ပေါ့နော်ဒီ တက်ပြည့်အာမခံပေါ့နော်စသဖြင့်ဒါမျိုးလေးတွေခန်းစား권ရှိစေရန်ဆောင်ရွက်စီဆောင်ရွက်ချင်ပါတယ်ပြီးလို့ရှိရင်လုတ်သားခန္ဓာတည်ရလုံးဖွံ့မျိုးတိုးတက်လာစေဖို့ပေါ့နော်ဆိုလို့ရှိရင်အလုတ်သမားတွေပေါ့နော်လုတ်သားခန္ဓာတည်ရလုံးကျမတို့ liver market ပေါ့ရှင်ဒီအလုတ်သမားဈေးကွက်ကြီးတစ်ခုလုံးကျမတို့ဖွံ့မျိုးတိုးတက်လာစေဖို့ဆောင်ရွက်ချင်တာဖြစ်ပါတယ်ရှင်အဲခုနကတော့ကျမရှင်းပြခဲ့တာအလုတ်သမားရေးရမူဝါဒနဲ့မူဝါဒရည်မှန်းချက်ဖြစ်ပါတယ်။နောက်ဆက်လက်ပြီးတော့မှကျမအလုတ်ခိုင်း အဲကျမတို့မဟာဗျူဟာအနေနဲ့မဟာဗျူဟာဆိုတာတော့အဲဒီအလုတ်ကင်ခွင့်လန်းနဲ့ပတ်သက်တဲ့မဟာဗျူဟာပေါ့နော်အဲကျမတို့လေးချက် ရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်အလုတ်ကင်ရှာဖွေရေးဝန်ဆောင်မှုတွေကျမတို့ကောင်းကောင်းဆောင်ရွက်ပေးချင်ပါတယ်အဲနောက်တစ်ခုကတော့လုပ်ငန်းခွင်အဆင့်သင့်ဖြစ်ရေးကျမတို့ပတ်မိုးကူညီခြင်းပါတယ်အဲကျမအရှိအရှိတုန်းကလည်းရှင်းလင်းတင်ပြပြီးဖြစ်ပါတယ်ရှင့် အဲဘာကြောင့်ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးတယ်လဲဆိုလို့ရှိရင်အလုတ်ကန်ရှာဖွေရေးတွေလွယ်ကူအောင်လုပ်ပေးမယ်လုပ်ငန်းခွင်အဆင့်သင့်ဖြစ်ရေးပေါ့နော်ကျွမ်းကျင်မှုပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုပိုင်းဆိုင်ရာအသက်မွေးဝမ်းကြောင်းပိုင်းဆိုင်ရာကျွန်တော်တို့အကူအညီရှင်တာဖြစ်ပါရဲ့ရှင်။နောက်တစ်ခုကတော့လုပ်ငန်းရှင်များအတွက်မက်လုံပေးပြီးကူညီမယ်ပေါ့နော်။ဒီလိုတွေဖြစ်ဖို့လို့အတွက်လုပ်ငန်းရှင်တွေကိုကျမတို့ကမက်လုံပေးပြီးကူညီရှင်တာဖြစ်ပါတယ်။လုံအားအခြေပြုဆက်မှုအကုန်ထုတ်ဝန်ဆောင်မှုနဲ့ လုပ်ငန်းများဤကုံထုတ်စွမ်းအမြင့်တင်ခြင်းပေါ့နော်အဓိကတော့ကျမတို့လူများလူများများအလုပ်ပေးနိုင်တဲ့လုပ်ငန်းတွေပေါ့နော်အထယ်ချုပ်ပေါ့နော်အထယ်ချုပ်လို့ပြောလို့ရှိရင်လည်းအထယ်ချုပ်တစ်ခုတည်းမဟုတ်ပါဘူးအင်ကြီးဝတ်စားချုပ်တဲ့အုတ်ထုတ်တို့အော်ဒီဖနတ်တို့အိတ်တို့ချုပ်တယ်ပြီးလို့ရှိရင်အယုတ်တွေချုပ်တယ်စသဖြင့်ပေါ့နော်အာဒါတွေချုပ်တယ်ထီးတွေချုပ်တယ်ပေါ့နော်စသဖြင့်ဒီဒီလူတွေများများနဲ့လူတွေများများအလုပ်အလုပ်ပေးနိုင်မဲ့လုံအားအခြေပြုဆက်မှုကုန်ထုတ်လုပ်ငန်းကိုအားပေးချင်ပါတယ် ီးလို့ရှိရင်ဝန်ဆောင်မှုလည်းအဲ့လိုပါပဲရှင်လူများများကိုတုံးချပြီးတော့မှဝန်ဆောင်မှုပေးတဲ့ဟာပြီးလို့ရှိရင်လေလုပ်ငန်းတွေရဲ့ကုန်ထုတ်စွမ်းအားလည်းကျမတို့မြင့်မြင့်တက်ဖို့ဆိုလို့ရှိရင်လုပ်သားတွေရဲ့ကျွမ်းကျင်မှုတွေကျမတို့ကုညီပတ်မိုးခြင်းနဲ့ဒါကျွမ်းကျင်မှုနဲ့အပေါ်စုခြေစီစဉ်ပေးတာပေါ့နော်ကျွမ်းကျင်ကျွမ်းကျင်တလောက်အဲပြီးလို့ရှိရင်ကုန်ထုတ်စွမ်းအားကောင်းရင်ကောင်းတလောက်ကျမတို့အပေါ်စုခြေတွေပေးတာ ပြီးလို့ရှိရင်နိုင်ငံသားယင်းနှိမ့်နှံမှုကိုကျမတို့ဆွဲဆောင်မယ်အဲဆွဲဆောင်ပြီးလို့ရှိရင်ကျမတို့လူတွေအများကြီးအလုပ်ရနိုင်တာပေါ့နော်အဒါလေးတွေဆောင်ရွက်ခြင်းနဲ့ပြီးလို့ရှိရင်မြမအထုတ်ကုန်ကမ္ဘာဈေးကွက်မှာဖြန့်ချီခြင်းများတပည့်ချင်းငွေအခွန်မဲ့လုံးပေးမယ်ပေါ့နော်ဆိုလို့ရှိရင်အစိုးရမဲ့လုံးပေးနိုင်တာကတော့ကျမတို့ဒီတကယ်ကိုမှန်မှန်ကန်ကန်ဆောင်ရွက်တဲ့လုပ်ငန်းရှင်တွေကိုအတိုးတက်တက်သားသားနဲ့ချင်းငွေတွေပေးတယ်ပြီးလို့ရှိရင် ပြန်ဆက်တာပေါ့နော်ဒီချင်းငွေပြန်ဆက်တာစီးပွားရေး ချင်းငွေတွေပြန်ဆက်တာလေဒီပျော့ပျော့ပြောင်းပြောင်းနဲ့နှိရှိပေးဆက်တာမျိုးပေါ့နော်အတိုးရင်ပေါင်းပေးဆက်စေတာမျိုးပြီးလို့ရှိရင်အခွန်မဲ့လုံးပေးတာကတော့နော်ပထမ3နှစ်ပထမ5နှစ်စသဖြင့်မှာမအခွန်တက်တာခွင့်နေပေးတာမျိုးပေါ့နော်ဒါမျိုးတွေကိုမဲ့လုံးပေးပြီးတော့မှကျမတို့ဆောင်ရွက်ချင်တာဖြစ်ပါလေရှင်နောက်တစ်ခုကတော့အမျိုးသမီးများလှုပ် သားမှုမှာပါဝင်လာဖို့ပေါ့နော်မိခင်နဲ့ကလေးချမ်းမရေးဆိုင်ရာခွင့်ခံစားခြင်းပေါ့နော် ဆိုလို့ရှိရင်မိခင်နေဆိုတာကတော့အမျိုးသားတွေနဲ့မတူပါဘူးလုပ်ငန်းခွင်မှာရှိတဲ့အမျိုးသမီးတွေကတော့အချိန်တန်လို့အိမ်အောင်ကြပြီဆိုရင်6လလွယ်10လမွေး10လဖွာပေါ့နော်ဆိုလို့ရှိရင်ကျမတို့ဒီအဲအဲကျမတို့ဒီမမွေးခင်မိမဖွာခင်14ရက်မိဖွာပြီး6လပေါ့နော်ဒါမိခင်နေကို မိခင်နဲ့ကလေးချမ်းမရေးဆိုင်ရာခွင့်နေပေးတာပြီးလို့ရှိရင်သားသမီးနေမကောင်းလို့ခွင့်ယူခွင့်ပေးတာမျိုးပေါ့နော်ဒါမိဘအမေကနေပြုစုစောင့်ရှောက်ဖို့အတွက်ခွင့်ပေးတာမျိုးပြီးလို့ရှိရင် paternity leave ဆိုတာကတော့ဒီအမျိုးသမီးမိဖွားလို့ရှိရင်သူ့အမျိုးသားကိုလည်းခွင့်နှစ်ပတ်ပေးတာမျိုးပေါ့နော်စသဖြင့်နောက်ချမ်းမရေးစောင့်ရှောက်ခံပိုင်ခွင့်နေရရှိစေခြင်းတွေကိုကျွန်တော်တို့ဒီလှုပ်သားသူတရားလုံးချမ်းမရေးစောင့်ရှောက်ခံပိုင်ခွင့်ရရှိခြင်းကိုလည်းမြင့်တင်သွားကြတာဖြစ်ပါလေရှင့်နောက်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဲကျွန်တော်တို့ ဘာလေးပြောလဲဆိုလို့ရှိရင်မိမိအနာဂတ်ကိုမိမိကိုယ်တိုင်ပုံဖော်ဖို့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးဖို့ပေါ့နော်ဆိုလို့ရှိရင်လူတွေကကိုယ့်ဟာကိုယ်ပညာတတ်အောင်နေမယ်ကျမ်းမာအောင်နေမယ်ပြီးရင်အလုပ်ကံခွင့်လန်းနေရအောင်နေမယ်ပြီးစုဆောင်းငွေတွေနဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင်နေမယ်ဒါတွေကိုဆောင်ရွက်ခြင်းတဲ့သူတိုင်းဟာကိုယ့်အနာဂတ်ကိုကိုယ်ကုန်ဖို့ပုံဖော်နိုင်ဖို့ဆိုလို့ရှိရင်ကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးကြဖို့ကျမဖိတ်ခေါ်အပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင် פי 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 פי